ုတင်ဆက်ပေးမယ့်သတင်းကတော့ယူကရိန်းကိုဒရုန်းများနဲ့အကြီးမားဆုံးတိုက်ခိုက်မှုရုရှားပြုလုပ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ရုရှားနိုင်ငံဟာယူကရိန်းနိုင်ငံကိုစစ်ပွဲဆဖြစ်ကြတဲ့ကဒရုန်းနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာအကြီးမားဆုံးတိုက်ခိုက်မှုတရက်ကိုဂျမန်နီယာပြုလုပ်ခဲ့လို့သိရပါတယ်။ရုရှားဘက်ကနေ drone 469စင်းနဲ့ယူကရိန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီတိုက်ခိုက်မှုဟာ drone အေအတွက်ပမာဏအများဆုံးသုံးပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းဘက်ကရုရှားရဲ့မဟာဗျူဟာများအုံပြူဟာရဲ့စစ်လေရင်တွေကိုတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ရုရှားဘက်ကအမေရိကန်ဒေါ်လာ9ဘီလီယံလောက်ဆုံးထုတ်နှစ်နာခဲ့ပြီးရဲ့နောက်မှာရုရှားဘက်ကပြင်းထန်တိုက်ခိုက်မှုတွေပြုလုပ်လာခဲ့တာပါ drone 496စင်းနဲ့တိုက်ခိုက်ခဲ့မှုဟာရုရှားဘက်ကယူကရိန်းနိုင်ငံမြို့တော်ကီဖ်ကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ပြုလုပ်ခဲ့ပြီးရဲ့နောက်မှာအပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ ီတိုက်ခိုက်မှုဟာ Ukraine latest scan တွေနဲ့လေကြောင်းအကာအကွယ်ရေးစနစ်တွေကိုပြင်းထန်တိုက်ခိုက်ခဲ့ရဖြစ်တယ်လို့လည်းသိရပါဗျ။ဒီသတင်းကိုတော့ငြိမ်းချမ်းဝါပေးပို့လာပါဗျ။